မင်္ဂလာပါရှင် MBP ရဲ့တနေ့တာအညာမြေသတင်းအစီအစဉ်ကနေကြိုဆိုပါရစေ။ကျမကတော့အစီအစဉ်33မူရင်ကျဲပါ။စကိုင်းတိုင်းမုံရွာမြို့နယ်ရဲ့မိုးတဲနှက်စာရာသွန်းကရေကြီးနေမြို့နယ်ရဲ့အချိန်စိုးစုကစကြောင်းထိုးလူတက်လူရဲ့အကြမ်းဖက်ဖို့ကြိုးစားနေလို့ပြည်သူတွေမိုးတဲရေတဲ့ထွက်ပြေးနေရတယ်လို့ဒေသခံသတင်းမြစ်တွေက MBP ကိုပြောပါရစေ။မေလ28ရက်ဒီကနေ့မနက်8နာရီအချိန်မှာမုံရွာမြို့အနောက်မြောက်တိုင်းစစ်ဌာနချုပ်နာမခရဲကထွက်လာတဲ့တံပြားကကားနှစ်စီးနဲ့အပြစ်ပါတဲ့စိုးစုဟာ မောရွာမြို့နယ်ကျွဲကျေးရွာကိုစင်းနေဝင်မွေလူရက်ကအနီးဝန်းကျင်ကျေးရွာတွေကိုစစ်ကြောင်းထိုးအကြံဖတ်နေရပါမောရွာမြို့ရဲ့အနောက်ဘက်မှာရှိတဲ့ကျွဲရဲရွာတဲကိုစစ်အုပ်စုကစင်းနေဝင်ရောက်ကနေအိမ်တွေကိုဖောက်တွင်းလူရက်ခိုးယူနေပြီးတမန္နာနဲ့တောင်ဘလူးရွာတွေဘက်ဆက်လက်စစ်ကြောင်းထိုးနေလို့ဖမ်းဆီးတပ်ဖြတ်ခံရမှာကိုကြောက်ရွံ့ပြီးဒေသခံပြည်သူတွေမိုးရဲရေတဲ့အသက်လူကရွာလုံးကျွတ်ထွက်ပြေးနေရတယ်လို့ဒေသခံတို့က MP ကိုပြောပါတယ်စစ်အုပ်စုကစစ်ကြောင်းထိုးကစင်းနေဝင်မွေလူရက်အကြံဖတ်နေတဲ့ ကျွဲရဲတမန်တာနဲ့တောင်ဘလူးစတဲ့ကျေးရွာတွေကမုံရွာမျိုးနဲ့ထိစပ်နေပြီးအဲ့ဒီရွာတွေကိုစိုးစုကအခုလိုစစ်ကြောင်းထိုးအကြမ်းမဖက်တာလအတော်ကြာပြီလို့လဲဒေသခံတွေကပြောပါတယ်။တချိန်ထဲမှာပဲမုံရွာနာမခါနဲ့ကြောက်စက်ပုံအမြောက်တက်ကနေဟောင်ဝင်းစာလက်နက်ကြီးတွေနဲ့စိတ်ထင်တိုင်းရန်ကားပစ်ခတ်နေလို့မုံရွာမျိုးမြောက်ဘက်ချမ်းနဲ့ဘုဒ္ဓလင်နယ်ကျေးရွာတွေထဲလက်နက်ကြီးကြီးတွေကြားရောက်ပောက်ခွဲမှုရှိတယ်လို့လဲဒေသခံတွေကပြောပါတယ်။ စကိုင်းတိုင်းတပည့်မြို့နယ်အိုးတိန်တွင်ရာစာတင်ကြောင်းဘုံကျဲတိုက်ခိုက်ခံရမှုမှာထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ကျောင်းသားကျောင်းသူတွေစိတ်ဒဏ်ရာရရှိခံစားနေရပြီးဆရာဝန်နဲ့ဆွေးနွေးကူတာပေးနိုင်ဖို့လိုအပ်နေတယ်လို့ကုညီကယ်ဆယ်ရေးလုပ်ကိုင်နေသူတွေနဲ့ဒေသခံသတင်းမြစ်တွေကအမှတ်ပြကိုပြောပါတယ်။စောစုရဲ့ဘုံကျဲတက်ပြတ်မှုကြောင့်သိဆုံးရတဲ့အနှိမ့်ဓာယုံမြင့်ကွင်းနေကိုယ်တိုင်ထိခိုက်ဒဏ်ရာရရှိခံစားရတာတွေဒဏ်ရာမရပေမဲ့အဖြစ်အပျက်တွေကိုရင်ဆိုင်ကြုံတွေ့နေရတဲ့ကျောင်းသားတွေနဲ့ ။အိုရင်နေရသူရသားတွေမှာစိတ်တန်ရာရရှိခံစားနေရတာပါ။ပြီးခဲ့တဲ့မေလ12ရက်ကစောအုပ်စုမိတ်တီလာရှန်တက်လီတက်ကတက်လာတဲ့ Jet Fighter လေးဟာအိုရင်နေရစာတင်ကြောင်းကိုဘုံမရေတာဘုံအုံပြုတိုက်ခိုက်ပြီးဆီယာမနှစ်ဦးအပါအဝင်တေဆုံးသူ24ဦးနဲ့ဒဏ်ရာရှိသူ105ဦးရှိခဲ့ပြီးအဲ့ဒီထဲမှာကိုလက်အင်ကဖြတ်တောက်ပြစ်လိုက်ရသူ15ဦးအပါအဝင် အကြီးစားဒဏ်ရာရသူ40ကျော်အထိ ရှိခဲ့တာပါ။စောစုလေကြောင်းတိုက်ခိုက်မှုနောက်ဆက်တွဲစိတ်ကြမ်းမာရေးပြဿနာကုသပေးနိုင်ဖို့ လိုအပ်နေတာအပြင်ဆဲလက်အင်ကဖြတ်တောက်ပစ်လိုက်ရသူတွေအပါအဝင်ဒဏ်ရာကြီးကြီးမားမားရရှိသူ40ကျော်အတွက်ခွဲစက်ရေးဆိုင်ရာဆေးဝါးပစ္စည်းတွေလည်းအရေးပေါ်လိုအပ်နေတယ်လို့ကုညီကယ်ဆယ်ရေးလုပ်ကောင်သူတွေနဲ့ဒေသခံသတင်းမြစ်တွေကပြောပါတယ်။ဆဲလက်တွေဖြတ်တောက်ရတာတချို့စတီးရိုးထည့်ရတာနဲ့အကြီးစားခွဲစက်မှုတွေပြုလုပ်နေရတာကြောင့်အရိုးအကျော်အတွက်ဆေးဝါးတွေအများဆုံးလိုအပ်နေတဲ့အပြင်ခြေတုလက်တုတွေပါလိုအပ်နေပါတယ်။ ဂျိုးစုရဲ့အယက်သားပြစ်မှတ်တွေကိုရည်ရချက်ရှိရှိတိုက်ခိုက်နေတာတွေကိုမလုံဆောင်နိုင်အောင်အာဆီယံအနေနဲ့ပြင်းထန်စွာစတင်တားဆီးတင်တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရပြည်သူလူထုနဲ့နိုင်ငံတကာတို့သတင်းစကားပြောကြားခြင်းအစီအစဉ်မှာသမ္မတရုံးပြောရေးဆိုခွင့်ရှိသူဦးကျော်စောကဒီကနေ့မေလ28ရက်မှာပြောကြားလိုက်ပါတယ်။ဩရနေရစာတင်ကြောင်းဘုံကျဲတိုက်ခိုက်ခံရမှုဖြစ်စမှာကျူးလွန်ခံရတဲ့မိသားစုတွေနဲ့အရွယ်မရောက်ရသေးတဲ့ကလေးတငယ်တွေကိုနှစ်သိမ့်ဆွေးနွေးတာနဲ့စိတ်ခွန်အားပေးတာတွေကို တပည့်ရင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နဲ့ပူးပေါင်းလှုပ်ဆောင်နေရမျိုးရှိတယ်လို့လည်းအမျိုးသားညီညွတ်ရေးအစိုးရလူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနကမေလ22ရက်ကထုတ်ပြန်ထားပါတယ်။မကွေးချင်းထောင်မှာထောင်အနာပိုင်တွေကနိုင်ငံရေးအကျဉ်းသားတွေကိုဆွဆွရွရွနှိပ်စက်တာတွေကျူးလွန်နေပြီးတောက်သုံးရည်လည်းဖျက်တောက်ထားတဲ့အတွက်ဝဲယူတောက်သုံးနေရတယ်လို့နိုင်ငံရေးစင်သားတွေနဲ့နေဆက်တဲ့ဒရင်းမြစ်တွေက MPP ကိုပြောပါတယ် မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်ရဲ့မေလ28ရက်ဒီကနေ့ထုတ်ပြန်ချက်အရမကွေးချင်းတောင်မှာနိုင်ငံရေးအကျဉ်းသား400ကျော်စစ်ကြောနှိမ့်ဆက်ခံရပြီးနိုင်ငံအလုံးနီးပါးဆူဆူရွရရိုက်နယ်ခံရကစိုးရင်ရတဲ့အခြေအနေရှိနေပါတယ်။မကွေးချင်းတောင်မှာရှိတဲ့နိုင်ငံတွေကိုထောင်ပြောင်းရွှေ့မယ်လို့သတင်းထွက်ပေါ်လာပြီးတဲ့နောက်ထောင်ဝန်စာတွေးခွင့်ပိတ်ပင်ထားတာစစ်ကြောနှိမ့်ဆက်တာတောက်သုံးရေဖြတ်တောက်ထားရတဲ့ကြောင်း ထောင်တွင်တောက်ရည်တဘူးကိုငွေကျပ်3000ထိပေးဝယ်တောက်သုံးနေရတယ်လို့နိုင်ကျင်းတွေနဲ့နှိဆက်သူတို့ကပြောပါတယ်။ပြီးခဲ့တဲ့ AB 73ရဲ့တကြံအကျိုးနေကမကွေးအကျင်းထောင်နဲ့အကျင်းထောင်ရှိမှရှိတဲ့ရဲတပ်ရဲ25တို့ကိုတော်လန်ရေးတပ်တွေကဝင်ရောက်တိုက်ခိုက်မှုဖြစ်စဉ်ဖြစ်ပွားပြီးတဲ့နောက်စိုးစုကထောင်ထဲမှာရှိတဲ့နိုင်ငံရေးအကျဉ်းသားတွေအားလုံးကိုတိုက်ခိုက်မှုနဲ့ဆက်ဆက်တဲ့ဆိုပြီးစစ်ကြောရေးလှုပ်ဆောင်ခဲ့ပါတယ်။အဲ့ဒီဖြစ်စဉ်တွင် စစ်ကြောရိုက်နှက်ခံရတဲ့နိုင်ငံရေးအကျဉ်းသားတွေကိုစေဝါကူတာမှုလုံလောက်စွာမပေးသလိုနိုင်ကျင်း200ကျော်ကိုလည်းအခုချိန်ထိတလားကျော်ကြာတိုက်ပိတ်ထားဆဲဖြစ်ပါတယ်။မကွေးဘိုအကျဉ်းထောင်တွင် NLD ပါတီမကွေးတိုင်းဝန်ကြီးချုပ်ဒေါက်တာအောင်မွန်းညိုအပါအဝင်စကိုင်းတိုင်းနဲ့မကွေးတိုင်းအတွင်းကဖမ်းဆီးခံရတဲ့နိုင်ငံရေးအကျဉ်းသားတွေရှိနေပါတယ်။ လေကြောင်းလက်နက်ကြီးနဲ့ drone တိုက်ခိုက်ခံရခြင်းနေအိမ်တွင်းရှိနေပါကအခိုင်အမာတိစောက်ထားတဲ့မြေအောက်ခံဘုံကူကျင်းတဲ့ပုံကိုပါဘုံကူကျင်းမရှိပါကရေချိုးကမ်းလိုမျိုးနိုင်ရန်ထုထုရှိပြီးဒရင်ပေါက်မရှိတဲ့အခန်းကိုပုံကူစရာဖြစ်ရွေးချယ်ပါဇပွဲလိုမျိုးအကာအကွယ်အောက်ဝင်ပြီးဦးခေါင်းကိုလက်နက်ဖက်နှစ်အုပ် drone နဲ့မြေကြီးကိုထောက်ကမှောက်လျက်နေပါအသက်အန္တရာယ်လွန်မြောက်ရမှာအပပုံကူရနေရကိုမစွန့်ခွာပါနဲ့ ပြစ်ခတ်တိုက်ခတ်ခံရခြင်းအိမ်အပြင်ဘက်လဟာပြင်မှာရှိနေပါကရေမြောင်းတွေကြားဒါမှမဟုတ်ကြောက်တုံးကြောက်ခဲနဲ့မာကျောတဲ့အရာဝတ္ထုတွေနဲ့ဝင်ရောက်ပုံကိုပါပုံခိုစရာမတွေ့ပါကမြေအနေပိုင်းကိုရှာပြီးဦးခေါင်းကိုလက်နက်ဖက်နဲ့အုံမြေကြီးကိုတရောင်းနဲ့ထောက်ကမှောက်လျက်နေပါပါဇက်ကိုဖွင့်ပြီးမျက်လုံးကိုပိတ်ထားပါ